MSP သဘောတူတာရေမတူတာရေနည်းနည်းငါးချားမှအရေးကြီးလို့လားအဓိကနည်းနည်းငါးနဲ့ချက်နေပြီးရောမဟုတ်ဘူးလားငါနေုံချက်တယ်လေဒီဇလန်းတွဲကိုမဟာနေပြီးတော့ကျွန်တော်ဟိုရိုက်ဖို့အတွက်စပြီးကန်းလန်းလာတဲ့အချိန်မှာ script ပေးတဲ့အချိန်မှာဖက်ကြည့်လိုက်တော့တာမန်ရိုးအချက်ဆက်ကားလေးဆိုပေမဲ့ဒါကျွန်တော်မလုပ်ဘူးသေးတဲ့ character တစ်ခုဖြစ်တယ်ပြီးတော့ပြိသက်တွေကကျွန်တော်အရှိမအိမ်အောင်တဲ့ကားတို့အလောင်ကားတို့ပဲမြင်တဲ့အချိန်မှာ အဲကျွန်တော်လည်းကျွန်တော်ဟိုအပီရဲ့ပြည်သက်တွေတွေငါဒီလိုဇာတ်ကားလေးရိုက်နေတကယ်ကိုရိုးရတဲ့ romance car line တီးတန့်ပေါ့နော်ဆိုတော့အဲအားကြောင့်လက်ခံရိုက်ကူဖြစ်တာပေါ့ဟာလေအပြာရင်အောင်လို့ပြီးတော့တခြားဘယ် main လေးကိုမှချိလို့မရဘူး okay ဒီတုံးလုံးတင်ပြိုးဆိုရဲအဲရုပ်တံ series မှာကျွန်တော် main character ရန်ဆိုတဲ့ character အနေပြီးတော့ပါဝင်သရုပ်ဆောင်တာပါတယ် ငါမမီးကိုရအောင်ပြောမယ်ဟာဟိုနင်သာငါ့ကိုဖြည့်ပေးလိုက်ငါနေကိုချက်ချင်းရအောင်လက်ထပ်မိပါရီသဘောမတူတဲ့အိမ်တော်ကြီးမျိုးမလို့ချင်ုံချမ်းမင်းခါချန်ရဲ့ character ကတော့သူကချမ်းသာတဲ့မိဘနေပြီးတော့မွေးဖွားလာတဲ့အကောင်လေးတယောက်ပေါ့နော်အဲ character လေးကတော့အရင်ကိုရိုးရှင်းပါတယ်ခင်ဗျအဲသူအချစ်ကိုအဲတွေ့ရှိွားတဲ့အချိန်မှာအဲ့ကောင်မလေးရဲ့အချစ်ကိုဘလို့လက်ခံရရှိအောင်ကြိုးစားမလဲအဲ့ကောင်မလေးနဲ့ချစ်ပြီးွားတဲ့အိမ်တော်ကြပြီးွားတဲ့နောက်ပိုင်းမှာလည်း အဲဘယ်လိုလေးဆက်ဖြစ်လာမလဲဆိုတဲ့ဟာကိုပဲပုံဖော်ရိုက်ကူးထားတာပါ။အနိုင်ငံခြားသွားတော့မယ်ချင်။ဟာ။ဒီမဟုတ်တာရှောက်မပြောနဲ့နော်။ဒီဇလန်းတွဲကိုမဟာနေပြီးတော့ကျွန်တော်ဟိုရိုက်ဖို့အတွက်စပြီးကန်းလန်းလာတဲ့အချိန်မှာအဲစကရစ်ပေးတဲ့အချိန်မှာဖက်ကြည့်လိုက်တော့သူကတာမန်ရိုးရိုးအချစ်ဇာတ်ကားလေးတစ်ခုပေါ့နော်။ဆိုတော့တာမန်ရိုးအချစ်ဇာတ်ကားလေးဆိုပေမဲ့ဒါကျွန်တော်မလုပ်ဘူးသေးတဲ့ character တစ်ခုဖြစ်တယ်။ပြီးတော့ပရိသတ်တွေကကျွန်တော်အရှိမ ိန်အောင်တဲ့ကားတို့အလောင်ကားတို့ပဲမြင်တဲ့အချိန်မှာအဲကျွန်တော်လည်းကျွန်တော်ဟိုအပီရဲ့ပြည်သက်တွေတွေငါဒီလိုဇာကားလေးရိုက်နေတကယ်ကိုရိုးရတဲ့ romance car line တီးတန့်ပေါ့နော်ဆိုတော့အဲအားကြောင့်လက်ခံရိုက်ကူးဖြစ်တာပါ match distribution တွေကကျွန်တော်ရိုက်ကူးချင်နေတဲ့ရိုက်ကူးချင်နေတဲ့ director တွေမှာလည်းတယောက်အပါဝင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဟိုအမှုပညာစာမလုပ်တဲ့အဲမလုတ်ဖြစ်သေးတဲ့အချိန်ပေါ့နော်နေမှာကလေးကမတ်တီဗီရှင်ရဲ့ကားတွေကိုလည်းခြေပူးပါရစေခင်ဗျအဲ မက်တူရှင်က romance တွေရိုက်တာဟိုပိုင်နိုင်တယ်လို့လည်းသိရတဲ့အခါမှာကျွန်တော်တကယ်တမ်းလက်တွေ့ကြုံပြီးတော့ရိုက်ကူးရတဲ့အချိန်မှလည်းอืมသဘောကျပါတယ်ခင်ဗျာကျွန်တော်တို့ကလေဒီ series တဲမှာ romance ဆိုပေမဲ့ပြောရတဲ့စကားလုံးလေးတွေကရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်ဆိုတော့အဲ့လိုရိုးရိုးရှင်းရှင်းလေးတွေကိုတရုတ်ဆောင်ရတဲ့အချိန်မှာပို့ပြီးတော့ခက်ခဲပါတယ်အဲဟိုယင်းထဲကနေပြောရလို့ရှိရင်တော့ပုံမှန်လင်းလင်းစကားလေးဆိုရင်ပဲကျွန်တော်တို့ကအထီးအတွေ့လေးတွေတယောက်နဲ့တယောက် အသက်ရှူတန်လေးတွေကအစအတက်နိုင်ဆုံးဟိုမက်တီဗူရှင်ပြောလိုပဲပေါ့နော်ဟိုအသက်ရှူတန်လေးတွေကအစလုံးဝစိတ်ထဲကနေနှစ်ပြီးတော့ငါသူ့ကိုအရန်ချစ်တယ်တကယ်ချစ်တယ်ဆိုရဲမှုမျိုးနဲ့အဲတရုတ်ဆောင်ခဲ့ရပါတယ်ခင်ဗျဖိုးကအလုံးလုံးလို့ကောင်းတဲ့အထဲမှာပါတယ်ဟိုအဲပြောရင်နားလည်လွယ်ပေါ့နော်သူနဲ့ကျွန်တော်နဲ့တစ်ခါကြလို့ရှိရင်ညှိပြီးလုပ်တဲ့အပိုင်းလေးလည်းရှိရဲဒီဇကားရဲမှာဆိုလို့ရှိရင်ဟိုပိုးကအကိုပိုးဒီလိုလေးလိုက်မယ် အကူကလည်းဒီလိုလေးလုပ်လိုက်မလားဆိုလို့ရှင် okay ရရဆိုလို့ရှင်နှစ်ယောက်သား rehearsal လေးလုပ်ကြည့်ကြရတယ်ကျွန်တော်ဒီစကားမရိုက်ကူးခင်ရလဲကျွန်တော် pre production မှာဟိုလိုအပ်တာတွေအကုန်လုံးပြင်ဆင်နေပေါ့နော်ဟိုနှစ်ယောက်သားကျွန်တော်အိမ်အောင်ကြပြီးွားတဲ့အချိန်မှာလဲအဲလင်မယားနှစ်ယောက်ရန်ဖြစ်တဲ့အပိုင်းလေးစကားများတဲ့အပိုင်းလေးတွေအဲ့လိုမျိုးလေးပါတဲ့အချိန်မှာအများကြီးအပေးယူညီမျှဖို့အတွက်ဝင်စင်းမမအစဉ်ပြေတို့တစ်ခါရဲ့ကြိုပြီးတော့ ပရပယ်လုပ်ခဲ့ရအများကြီးပါအဓိကတော့ matchibution စီကနေပြီးတော့ကျွန်တော်သဘောကျတဲ့တစ်ချက်ကတော့သူကအအကောင့်မြင်မိတတ်တာပေါ့နော်ဆိုတော့ကျွန်တော်ဒီဇလန်ရိုက်တဲ့အချိန်မှာလည်းဟို series ရိုက်ကူးတာကတော့2လဝန်းကျင်လောက်ကြာတယ်ခင်ဗျာဒီ series အပိုင်း20ပေါ့နော်2လလောက်ကြာတဲ့အချိန်မှာ2လလုံးကနေ့ရက်တိုင်းကတော့အလုံမှာရောက်တဲ့အချိန်မှာဟိုကိုဝါနာပိုင်းအလုံမို့လို့အမြဲတမ်းပျော်ရွှင်ရဆိုပေမဲ့ပင်မန်းငယ်တဲ့အပိုင်းတွေလည်းရှိပါတယ်ဆိုတော့အဲ့ဒီအချိန်မှာဆိုလို့ရှိရင်အမကလည်းအမြဲတမ်း ဟိုအရာရာကိုသူကအကောင့်ဘက်ကပဲမြင်ပြရမများရဲ့မက်ဂျီရှင်ကဆိုတော့အကောင့်မှုဖြစ်လာတာအခုဖြစ်လာရင်လည်းဟိုချမ်းမင်တာအကောင့်မှုဖြစ်လာတာဥပမာကျွန်တော် location တစ်ခုကိုချိန်ထားလို့အဲ့ location ကဥပမာဆေးရုံမှာသွားရိုက်ရမှာမို့လို့အဲ့ဆေးရုံကမရတော့ဘူးဆိုလို့ရှိရင်လည်းသူကနောက်တနေ့ကအကောင့်မှုဖြစ်လာတယ်ဥပမာဆိုတော့အဲ့လိုဖြည့်တွေးပေးတတ်တာပေါ့နော်ဆိုတော့အဲ့လိုအကောင့်မြင်တတ်တဲ့စိတ်ကလေးကတော့အဲအမြင်နဲ့ positive vibe ရနေရပါဘူးသူနာမနေတော့လူလဲစိတ်ကြည်ရပါဘူး romance ကဟိုပိုင်တဲ့ driver နဲ့ romance ရိုက်ခွင့်ရတာကဒါအကန်ကောင်းတဲ့ အအခိုက်အတန့်ပေါ့နော်ဆိုတော့ကျွန်တော်လည်းအများကြီးစူးစမ်းထားပါတယ်တကယ်လို့လိုအပ်ချက်လေးရှိခဲ့လို့ရှင်လည်းနားလည်ပြီပါအခုလည်းပို့ပြီးတော့စူးစမ်းနေပါမြန်မာစတာဖက်စာ